ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာခုကျွန်တော်ပြထားတာကကျွန်တော်ပိတ်ရက်မှာတင်ထားတဲ့ဟာလေးပေါ့နော်ဘောဒုံမှုကျော်ပတ်တီ၄ပတ်တီကကျွန်တော်တို့၄ခွန်ထွက်တယ်ပေါ့နော်ဘောဒုံမှုကျော်ပရိထေကကျတော့6တက်ပရိထေက6တက်ပရိအတွဲထဲကကျွန်တော်တက်ပရိ၄ခွန်ထွက်တယ် ပြီးတပတ်စာအခွေနော်တပတ်စာအခွေကကြတော့ဒီကနေ့မနက်ပိုင်းမှာ9:00ဆိုပြီးတော့ထွက်တယ်အဲ့တော့ဒီထက်ကနေပါကြံလဲဆိုရှင်ဗိုလ်တုံးမှုကျော်3:05ပြည့်ရဲ့တပတ်စာအခွေ3:01 3အခွေရဲ့ဒီနှစ်ခုပဲကြံတော့မှာပေါ့နော်ဒါလေးဒါကျွန်တော်ပါပေါ့သူများတွေလို့ ရောင်းတဲ့ကတ်ထဲမှာထည့်ပြီးတော့တစ်တောင်းခွဲနှစ်တောင်းနဲ့ရောင်းမယ်ဆိုရင်အေးဆေးဖြစ်သွားပြီเนาะဘာမှ အစားလဲပြန်ပေးစရာမလိုเนาะပတ်တီထွင်ပြီးတော့စားပေးစရာမလိုတော့เนาะโอเคပါကျွန်တော်ဒီတစ်ပတ်မွေးကနအစားပြန်ပေးထားပါဘောเนาะဘုဒ္ဓမကျော်၄ကွက် အောင်ကျင်နေပြီပေါ့နော်အောင်ကျင်ပြီးတော့အဲ့ဒီဘုဒ္ဓမြတ်ဘုဒ္ဓမြတ်လေးကွက်ကအောင်ကျင်ပြီးတော့မထွက်သေးဘူးဖြစ်နေပါတော့အစားပြန်ပေးတာကက်ကလေးကကျွန်တော်မိတ်ဆွေတွေအတွက်ကျူစားထားတယ်မြတ်အရာမထင်သေးဘူးပေါ့ကြာနော်ထွက်ချင်တယ်လို့ထွက်ချင်တယ်လို့ဖြစ်နေโอเคပါ 17ရက်3လ2025ညနေ4နာရီခွဲအတွက်ကျွန်တော်လုံးပိုင်းဆိုင်ကလေးပြပေးမယ်နော်လုံးပိုင်းဆိုင်ကလေးကဘယ်လိုလဲဆိုရင်နေ့တိုက်တူလဲမှန်ကျင်နေပြမှန်ကျင်တာဘာလို့မှန်ကျင်တာလဲဆိုကျွန်တော်မိတ်ဆွေတွေကိုပေါက်စီကျင်နေပို့တယ်နော်ဟိုအားပေးတဲ့မိတ်ဆွေတွေပေါက်စီကျင်နေ ဒါပေမဲ့လည်းရှားဖွေရတာမလွယ်ဘူးပေါ့ဗျာနော်မမြင်တဲ့အခါကျတော့ပေးတော့တယ်မြင်တဲ့အခါကျတော့မပေးတော့ဘူးအဲ့လိုဖြစ်โอเคပါကျွန်တော်လုံးမိုင်ဆိုင်ကလေးကိုစမယ်ပေါ့နော်ကျွန်တော်ပြပေးတဲ့လုံးမိုင်လေးကိုမိတ်ဆွေများကြိုက်ရင်အတုံးပြကစားပါနော်မကြိုက်ရင်တော့လုံးမကစားစရာမလိုပါဘူးလုံးမိုင်းဆိုင်ကကြောင့်ဒီကနေစတယ် ဒီအစင်းအောင်ကွက်လေးကိုကျွန်တော်ပေါင်းမယ်6နဲ့6နဲ့နော်ပဲဖုံးပိတ်လိုက်ဖုံးပိတ်ဖုံးဖုံးပိတ်လိုက်လို့ဖုံးခေါ်နေလို့ ပြီအတအတအတတိုးထားလိုက်မယ်ခံဒီထဲမှာဖုံးလာတာပေါတော့မှာဆိုလို့ရပါโอเคပါဒီ6နဲ့6နဲ့ပေါင်းလိုက်မှာပေါ့เนาะ6နဲ့6နဲ့ပေါင်းရင်15เนาะ15ဆိုတော့ Ah, voilà, non? ခုနဲ့6နဲ့ပေါင်းရင်15ဆိုတော့9နော်နောက်တစ်ခု ောက်တစ်ခွက်ကြာဒီမှာအစိမ်းရောအဝိုင်း၃ဝိုင်းပေါင်းလိုက်မယ်နော်၅ရက်၂ရက်၈ရက်ဒီ၅နှစ်ချစ်ကိုပေါင်းလိုက်လို့ရှိရင်15ဖြစ်ပါတယ်15ဆိုတော့တူတယ်၅ဆိုပြီးတော့ကျွန်တော်ဘေးမှာရေးလိုက်မယ်အခု၆ပေါင်းခြင်းရလဲ၅2 5ရှစ်ပေါင်းခြင်းရလဲ၅နော်အဲ့တော့တူကဒီမှာ၅ဆိုပြီးတော့ပိတ်ပါတယ်เนาะ ကို6ပေါင်းချင်းရလဲ9ပိတ်2 5 6ပေါင်းချင်းရလဲ9ပိတ်ပေါ့လေနော်ဒုတိယပြန်ဆက်ကြည့်အောင်ဒုတိယပြန်ဒီမှာအပိုင်းအောင်လေးပေါ့နော်ဒီမှာ9ရှိမယ်ဒီမှာ10ရှိမယ် งาเนตเนะ6 အဲ့ဒီ၈နှစ်၆ကို ပေါင်းလိုက်မယ်ရှစ်ရဲ့၂ရဲ့၆ရဲ့ပေါင်းရင်16ရပါတယ်နော်၈နှစ်၆ပေါင်းရင်16ဆိုတော့6ဆိုပြီးတော့ကျွန်တော်ဒီမှာရေးလိုက်မယ်အဲ့9နဲ့1နဲ့ပေါင်းခြင်းကလည်း6 8နဲ့6ပေါင်းခြင်းကလည်း6ဆိုတော့တူတယ်ဒီမှာ 6ဆိုပြီးတော့ပိတ်ပါတယ်ပိတ်လဲပိတ်တယ်ထိတ်လဲထိတ်တယ်ပေါ့ဗျာနော်နော်ထိတ်စီရောပိတ်ကောပေါ့ဗျာနော်အလေးဒုတိယပင်ပေါ့နော်အပိုင်ရောင်လေးဒုတိယပင်တတိယပင်ဆက်ကြည့်အောင်တတိယပင်ကအပြာရောင်လေးပေါ့ဗျာနော်ဒီမှာဒီမှာနှစ်ဆိုတဲ့ကဏ္ဍရှိပါတယ်ဒီအောက်မှာခွန်ဆိုတဲ့ကဏ္ဍရှိပါတယ် ဲ့တော့နှစ်နဲ့ခွန်နဲ့ပေါင်းရင်6ပေါ့ဗျာနော်နှစ်ခွန်ပေါင်းရင်6ဖြစ်တဲ့အတွက်ကြောင့်6ဆိုပြီးတော့ကျွန်တော်ဘေးမှာခဏရေးလိုက်မယ် go na ne khon paw nyin go na de khu a ja raw di ma khon so de gnan shi me ma nga so de gnan shi me ma khon so de shi me na khon so de gnan shi me di khon nga khon o, ခွန်9ခွန်ပေါင်းလိုက်လို့ရှိရင်16ရပါတယ်နော်16ဆိုတော့တူလေ9ပဲနော်အဲ့မှာဆိုင်ရောအပိုင်ရော အပြိုင်ရောပေါ့နော်ဒီပေါင်းချင်းနှစ်ခုကတူနေပေါ့နော်ဒီအပြိုင်ရောင်လေးကလည်းကျွန်တော်တို့ဘောကအစိမ်းလေးနဲ့အပန်းလေးလိုပဲ ော်အစိမ်းလေးနဲ့အပန်းရောင်လေးလိုပဲပေးမယ်ဆိုလို့ရှိရင်ဒီနေ့ညနေ၄နာရီခွဲမှာကို့ဆိုတဲ့ကနန်းလိုကို့ဆိုတဲ့ကနန်းတီထိတ်စီးမဟုတ်ရင်အပိတ်ပေါ့နော်ထိတ်စီးမဟုတ်ရင်အပိတ်ပေါ့ကြာနော်အပေါ်နှစ်ပင်မှာတော့အဲ့ဒီပုံစံလေးပေးထားတယ်ပေါ့နော်အဲ့ကျွန်တော်ဒီကို့

띠꼬 아보잖나 띠꼬 아, 꼬콩 아, 꼬똥 아. တုံးကွက်ကို main အဖြစ်ကျွန်တော်ရွေးပေးလိုက်မယ်စတေရ3လ2025ညနေ4နာရီခွဲတော့နော်လုံပိုင်းဆိုင်ကလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ချင်းမိတ်ဆွေများဒီဆိုင်ကလေးကိုအစားအနေဆုံးကြည့်ရှုပြီးလေ့လာပြီးပြီဆိုလို့ရှိရင် ໃຈမှာအသုံးပြုပါနော်ໃຈမှာအသုံးပြုပါမနက်ကကိုကိုပါထားပေးမယ်လို့လဲနော်မနက်ကထွက်တဲ့ကဏ္ဍနဲ့မှာကို9ဆိုတော့ကိုပါထားပေးမယ်လို့လဲညနေပိုင်းကိုမပါရဘူးလို့မရှိပါဘူးနော်သူပြန်ထွက်ခြင်းထွက်တာပါပဲနော်တစ်ပလိတ်ထွက်ထွက်ပြီးလဲတစ်ပလိတ်ထွက်ထွက်တတ်ပါတယ်နော်ရှစ်ပလိတ်ထွက်ပြီးလဲရှစ်ပလိတ်ထွက်ထွက်တာပဲနော်အဲဒါကြောင့်မနက်ကကိုပါပေးမယ်လဲ ပြောလို့မရဘူးเนาะအဲ့တော့ကျွန်တော်မိတ်ဆွေများကြိုက်မှကစားပါเนาะညနေ၄နာရီခွဲတဲ့ cycle ရတော့ဒီလောက်ပါပဲခင်ဗျာเนาะကျွန်တော်ချမိတ်ဆွေအားလုံးကြမ်းမှချမ်းသာကြပါစေဘေးအန္တရာယ်တွေကင်းရှင်းကြပါစေလုံရင်စန္ဒတွေတလုံးတဝနဲ့ပြည့်စုံပြီးတော့လူတန်းပေးကန်းဆွံ့ကျင်နိုင်တဲ့ပုံကုတ်သူပုံကုတ်မြတ်တွေဖြစ်ပါစေကျွန်တော်ရဲ့ချမိတ်ဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြောင်းနိုင်ကြပါစေကျွန်တော်အားပေးကြတဲ့မိဘပြည်သူပေါင်း ရှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်ဒီအချိန်ကနေဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်ခင်ဗျာကျွန်တော်ချစ်မေဆွေအားလုံးเนาะကျေးဇူးတင်ပါတယ်